မြန်မာနိုင်ငံကမဖြစ်မနေသွားတဲ့ကမ်းခြေသုံးခုဟဲလိုခီးသွားတငယ်ချင်းတို့ရေမြန်မာနိုင်ငံကိုလာလဲဖို့စဉ်းစားနေရဆိုရင်ကမ်းခြေတွေကတော့ မသွားမဖြစ်တဲ့နေရာတွေတဲကတခုပဲနော်ဒီမှာကမ်းခြေတွေကတိတ်လာတာဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလှပဆုံးကမ်းခြေသုံးခုကိုပြောပြပေးသွားမှာပါစွန်စားခြင်းစိတ်တွေ တဖွာဖွာပေါ်လာအောင်ဆွဲဆောင်နိုင်တဲ့ကမ်းခြေတွေကိုတွားကြည့်လိုက်ရအောင် ထမဆုံးကတော့ငပလီကန်းခြေပါငပလီကန်းခြေဟာအေးဆေးငြိမ်သက်ပြီးတာယာလှပတဲ့နေရာလေးတစ်ခုပါတဲဖြူဖြူလေးတွေပေါ်မှာလမ်းလျှောက်ရင်းစိတ်အေးချမ်းသာစွာအပန်းဖြေနိုင်သလိုရေကူးတာစနော့ကွေလုတ်တာတွေကိုလည်းပျော်ပျော်ပါပါလုပ်လို့ရပါတယ်နေဝင်ချိန်ရဲ့အလှကတော့ပြောစရာမလိုအောင်လှပလွန်ပါတယ်နောက်တစ်ခုကတော့ချောင်းသာကန်းခြေပါချောင်းသာကန်းခြေကတော့ ငပလီနဲ့မတူပဲနည်းနည်းပိုစီကားပြီးလူငယ်တွေအကြိုက်တွေ့စေမဲ့နေရာပါ ရေကစားတာတွေလှေစည်းတာတွေအပြင်အနီးအနားကကျုံလေးတွေကိုလည်းတွားလည်လို့ရသေးတယ်။ညာဘက်ဆိုရင်လည်းပင်လေစာစားရင်ပျော်လို့ပါလို့ကောင်းတဲ့နေရာလေးပါ။နောက်ဆုံးတစ်ခုကတော့မောင်းမကန်ကန်းကြီးပါ မောင်းမကန်ကန်းကြီးကတော့ တနင်္သာရီတိုင်းမှာရှိပြီးတဘာဝအလှတရားတွေနဲ့ပြည့်နေနေတဲ့နေရာလေးပါဒီကမ်းခြေမှာဆိုရင်ဒေသခံတွေရဲ့နေထိုင်မှုပုံစံတွေကိုလေ့လာနိုင်သလိုငါးဖန်းတဲ့ရွာလေးတွေကိုလည်းသွားလည်လို့ရပါတယ်တကယ်ကိုစိတ်အေးလက်အေးအပန်းဖြေခြင်းတဲ့သူတွေအတွက်အကောင်းဆုံးပါပဲ ဒါတွေကတော့မြန်မာနိုင်ငံမှာမဖြစ်မနေသွားတဲ့ကန်းကြေ၃ခုပါခရီးသွားတဲ့အခါပျော်ရွှင်စရာအချိန်တွေကို ဖန်တီးနိုင်ပါစေလို့ဆုတောင်းပေးပါရယ်နောက်ဗီဒီယိုမှာဘယ်နေရာတွေအကြောင်းကိုပြောပြပေးရမလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင်တော့ bye bye